ရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် NK မူပါကျွန်တော်ထုံးစံတိုင်းပဲ channel subscribe လုပ်နေလို့ထားပြီးတော့ဘေးနာခေါင်းလောက်နဲ့ VPN ဖွင့်ပြီးတော့စီစဉ်လင်းကို like လုပ်ပြီးရင်စကြအောင်ပါအဲ့တော့ဒီနေ့မှာကတော့ရှေးရပိုင်းတော့တင်ဆက်ပေးခဲ့တဲ့ Chucky season 2ပြီးသွားတဲ့အခါမှာတော့ season 3ဒီနေ့မှာစတင်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဆုံးသက်မှာတော့ Cassie ရဲ့ညီမ Caroline စီမှာရှိနေတဲ့ဘဲအယုံမက Chucky ဖြစ်နေအောင်သိလိုက်ပြီးတော့ Chucky က Tiffany ကိုတတ်ဖို့လုပ်နေတဲ့အခန်းမှာတစ်လိကြီးပေါ့ဗျာ Jade Devan နဲ့ Lacy တို့က Tiffany နဲ့တူပါသွားတဲ့ Caroline ကိုလိုက်ရှာဖို့စူးစမ်းကြမှာပေါ့ ဒီ season 3မှာ Chakiri ကဘယ်လိုတွေကြံ့အောင်မလဲဂျိတ်တို့သွားနဲ့ Chakiri တို့ဘယ်လိုတွေ fighting ပလေးကြအောင်မလဲဆိုတော့ကြည့်လိုက်အောင်ပါ let's go Chaki season 3ရဲ့အပိုင်း1ဖြစ်ပါတယ်ခင်ဗျာဒီပိုင်းဆားမှာတော့တညမှာ Henry ဆိုတဲ့ကလေးလေးတယောက်ကတစုံတစ်ခုကိုကြောက်လန့်နေတဲ့ပုံစံနဲ့အိမ်ရဘောကနေထားလာပြီးတော့အခန်းထဲမှာရှိနေတဲ့အဝတ်ဘီလိုတဲကိုဝင်ပုံးနေပါလေ Henry ကဟားနေတဲ့ဘီလိုတကားကနေအပြင်ကိုချောင်းကြည့်နေပြီးတော့တစုံတယောက်ကသူ့လာရှာပြီးတော့ တွေ့သွားမှာကိုစိုးရင်နေတဲ့ပုံပါပဲမကြခင်မှာပဲဘီလိုတကားကိုအပြင်ကနေတစုံတယောက်ကဆွဲဖွင့်လိုက်တဲ့အတွက်ဟင်နရီတယောက်ထိတ်လန့်သွားပြီမဲ့အရာကသူ့အမေဖြစ်နေပါလေအမေဖြစ်သူကဟင်နရီသားဘာလုပ်နေရလဲလို့မေးလိုက်တော့ဟင်နရီကအမေသားသူ့ကိုတွေးလိုက်တယ်သူလုံသွားလဲတွေးတယ်အတန်ထွက်တာလဲကြားလိုက်တယ်သူတောင်းအမောင်ထဲမှာတိုးတိုးနဲ့ပြောနေရဆိုတော့အမေဖြစ်သူက "तू ဘာပြောတာလဲ"လို့မေးလိုက်ပါလေအဲမှလည်းဟင်နရီက "तू ပြောတာသားတို့သိရတော့မယ်တဲ့"ဆိုပြီးတော့ပြောလိုက်တာပါဒါမဲ့အမေဖြစ်သူကတော့ဟင်နရီကိုချော့မော့ပြီးတော့ ဘယ်သူမှမသေးပါဘူးတာရဲ့တဲရဲဆိုတာမရှိပါဘူးလို့ပြောလိုက်ပြီးတော့ဒီလိုအိမ်ဟောင်းယူပြောင်းလာတာကြောက်ဖို့ကောင်းတယ်ဆိုတာအမေသိပါတယ်ဒါပေမဲ့ဒါနောက်ကျရင်တော့အသားကျသွားမှာပါလို့ဖြောင်းဖြပြောလိုက်ပါတယ်အဲ့မှာလေဟင်နရီကအင်းလေအ ਨੇ ဆုံးတော့ကောင်းလာတယ်တခုရှိလာပါပြီဂျိုးဆက်ရှိနေလေလို့ပြောလိုက်တော့အမေဖြစ်သူလဲအန်ဩသွားပါတော့တယ်ဟင်နရီပြောတဲ့အဲ့ဒီဂျိုးဆက်ဆိုတာကတော့သဘင်ဒီကြောင်ကြောင်နဲ့ good guys အယုတ်ပဲဖြစ်ပါတယ်သူကသားကိုတဲရဲလက်ကကာကွယ်ပေးမှလေလို့ဟင်နရီကပြောလိုက်တော့သူ့အမေကလည်းဟုတ်ပါပြီလို့ပြောပြီးတော့ ခုံမမာတင်ထားတဲ့ guys အယုတ်ကိုတွားယူပြီး Henry အိယာပေါ်မှာတင်ပေးထားလိုက်ပါတယ်။ Henry ကတရေရမထင်မထားဆုံးနေရာဒီမှာပုံနေတတ်တယ်လို့ Joseph ကပြောတဲ့အကြောင်းကိုပြောပြလိုက်တော့သူ့မိက Joseph မားတယ်တာရဲ့တရေစွာမရှိဘူး။စကားပြောတဲ့အယုတ်စွာလည်းမရှိပါဘူး။အဲ့ဒါစိတ်ကူးရင်တော့တတ်တတ်ပါပဲလို့သူသားကိုပြောလိုက်ပါတော့တယ်။ပြီးတော့ Henry ကိုအိတ်ဖို့ပြောလိုက်ပြီးအခန်းထဲကပြန်ထွက်သွားဖို့လုပ်တဲ့အခါမှာတော့ Henry ကအမေတာဒီညအမေတို့ဖေတို့နဲ့လာအိတ်လို့ရမလား။ဒီတညပါပဲလို့မေးလိုက်ပါတယ်။ဒါမဲ့သူ့မိဖြစ်သူက ါအခုလူကြီးဖြစ်တော့မယ်လေတိုက်ဒါတယောက်တည်းအိမ်နိုင်ပါတယ်လို့ပြန်ပြီးတော့ပြောပါတယ်သူကအခန်းထဲကမထွက်ခင်မှာမိပိတ်သွားဖို့လုပ်ပေမဲ့ဟင်နရီကမပိတ်ပါနဲ့လို့တားလိုက်တဲ့အတွက်မိကိုဖွင့်ထားပေးခဲ့ရပါတယ်သူမိထွက်သွားတဲ့ဟင်နရီကကိုကိုင်းစအယုတ်ဘက်ကိုလှည့်ကြည့်ပြီးတော့ငါတို့မကြောက်ဘူးနော်ဂျိုးဆက်လို့ပြောလိုက်တော့အယုတ်ကသူ့ဘက်ကိုကောင်းလှည့်လာပြီးဒါဘောကွာလို့ပြန်ပြောလိုက်ပါတော့တယ်အဲနောက်တော့ဟင်နရီကအိတ်ဖို့လုပ်နေပြီးတော့ကိုကိုင်းစအယုတ်လည်းဖြစ်ဂျိုးဆက်လည်းဖြစ်ချက်ကီလည်းဖြစ်တဲ့ဆန်နီယုတ်ကတော့ပြုံးနေခဲ့ပါတော့တယ် တကယ်တော့ Chucky နဲ့ Henry တို့ရှိနေတဲ့နေရာကတခြားနေရာတော့မဟုတ်ပါဘူး American အိမ်ဖြူတော်ပဲဖြစ်ပါတယ် Henry က American သမ္မတ James Collin နဲ့သမ္မတကတော့ Charlotte ရဲ့သားငယ်လေးလည်းဖြစ်ပါတယ် Henry အိတ်သွားကြီးမကြခင်မှာပဲအိမ်ဖြူတော်မှာရုတ်တရက်မီးပြတ်သွားတာမြင်လိုက်ရပြီးတော့ Henry ရဲ့ကြောင်းလန့်တကြားအော်ဟစ်တန်ကိုလည်းကြားလိုက်ရပါတော့တယ်နောက်တစ်ခါမှာတော့အိမ်ဖြူတော်မှာရုတ်တရက်မီးပြတ်သွားတဲ့အတွက်သမ္မတကွမ်တော်တွေကသမ္မတနဲ့သူ့မိသားစုကိုလုံခြုံရေးရမြေရောက်ဘန်ကာတဲကိုခေါ်သွားဖို့လုပ်နေတာကိုမြင်ကြရပါတယ် မရအိုဘားမားလက်ထက်ကအင်ဂျီရောမှာမိပြတာမှုတစ်ကြိမ်ဖြစ်မှုပေမဲ့ဒီလိုကမ္ဘာအလုံးစုံဆုံးနေရာတစ်ခုမှာမိပြတာကတကယ်ကိုဖြစ်တောင်ဖြစ်ခဲ့ကိစ္စမျိုးကြီးပါဟင်နရီကိုလည်းကိုရန်တော်တယောက်ကသွားခေါ်လာပြီးတော့ဟင်နရီကသူ့အမေကိုတွေ့တာနဲ့အမေဂျိုးဆက်ကိုတရေတွေခေါ်သွားပြီးမေဂျိုးဆက်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ပဲကိုရန်တော်တယောက်ကဆရာသမားရဲ့အယုတ်ကိုလိုက်ရှာပေးဖို့လုပ်ရပါတော့တယ်နောက်ထပ်ကိုရန်တော်တယောက်ကတော့သမရရဲ့တာအိဖြစ်တဲ့ grand ကိုသွားခေါ်လာပြီးတော့ grand ကလိန်မာစွာနဲ့ပဲဈေးကြောက်ခိုးတောင်းနေတာပါ နောက်ဆုံးတော့ကိုရန်တော်ကဂျက်ကီရုပ်ကိုရှာတွေ့သွားပြီးတော့ဟင်နရီကိုသူ့ရုပ်ပြန်လာပြီးတော့ပေးလိုက်ပါတယ်။တမရာကတော့အိမ်ပြီးတော့ပြောရေးဆိုခွင့်ရှိသူမယ်လနီစီကိုဆက်သွယ်ခိုင်းပြီးတော့အိမ်ပြီးတော့မှရုပ်တရက်မီးပြတ်သွားတာအတွက်ထုတ်ပြန်ချက်တစ်ခုပြင်ခိုင်းထားပြီးဖုန်းဆက်ဖို့မာနေခဲ့ပါတယ်။ဟင်နရီကသူ့ရုပ်ကိုရှာလာပေးတဲ့အေဂျင့်တက်တီကိုကျေးဇူးပါပဲလို့ပြောလိုက်ပြီးတော့အိုင်နောက်တော့တတ်တော်ဆောင်နေတဲ့သူမြေအောင်ခန်းကိုစင်းကြပါတော့တယ်။ဂလီကားထဲမှာဂျားလောကသူ့ယောက်ျားကိုဘာဖြစ်နေရလဲ။ကျမတို့လာတိုက်ခိုက်နေရလားလို့မေးလိုက်တော့တမရာကောလင်းက ဘာမှဖြစ်ပါဘူးလုံထုံးလုံနီးရလောက်ရတာပါလို့ပြန်ပြောလိုက်ပါတယ်အဲ့မှာလည်းဟင်နရီကတရေလောက်တာဒီမှာတရေရှိတယ်လို့ပြောလိုက်ပါတော့တယ်အဲ့ချိန်မှာလုံချုံနေတဲ့သူပါလာတဲ့စစ်တပ်ခွေးကြီးတကောင်လည်းချက်ကီရုပ်ကိုကြည့်ပြီးတော့တဝုံဝုံနဲ့ထားပြီးတော့ဟောင်းမာတော့တယ်အဲ့ချိန်မှာဓာတ်လီကားထဲမှာရုတ်တရက်မိခနာမှောင်သွားပြန်ပြီးတော့မိပြန်လင်းလာတဲ့အချိန်မှာတော့ခွေးကိုထိန်းနေတဲ့လုံချုံရဲ့လက်မှာတစုံတစ်ခုကအကိုက်ခံရတာကြောင့်တွေးတွေထွက်နေတာကိုမြင်လိုက်ရပါတော့တယ်ဒါမဲ့လုံချုံရင်းကသူ့လက်ကိုခွေးကမှားပြီးတော့ကိုက်မိတယ်လို့ပဲထင်နေခဲ့တာပါ တို့ဓာတ်လီကားထဲမှာရှိနေတုံးမှာပဲမိပြန်လာနေတဲ့အတွက်မြေအောင်ခန်းကိုစင်းကြမလို့တော့ပဲနဲ့အပေါ်ကိုပဲပြန်တက်လာခဲ့ကြပါတော့တယ်နောက်ခဲမှာတော့ဂျေးတယောက် live လွှင့်ပြီးတော့သူ့ရုပ်တွေနဲ့လှုပ်ထားတဲ့သူ့ရဲ့လက်ရာတွေကိုသူ့ fan တွေကိုပြသနေခဲ့တာပါဂျေးတကောင်ကတော့ Jackie နဲ့တလောက်ဒုက္ခရောက်ခဲ့တာတော့အမှတ်မရှိပဲအယုတ်တွေနဲ့ကြောက်စရာကောင်းတဲ့ပုံတွေကိုလုံနေသေးတာလားလို့တော့မထင်လိုက်ပါနဲ့ဂျေးကအယုတ်တွေလုတ်ပြီးတော့ social media မှာနာမည်ကြီးလောင်လုပ်ပြီး Jackie ကိုလိုက်ရှာနေတာပါ ဂျေကသူရုပ်တွေနဲ့လုပ်နေတဲ့အနုပညာ project မှာနောက်ဆုံးရုပ်တစ်ခုလိုနေတဲ့အကြောင်းအဲ့ဒီရုပ်ကတော့ Go Guys အရုပ်ဖြစ်ကြောင်းကိုပြောလိုက်ပါတယ် Go Guys အရုပ်ကိုသူရှာနေတာတစ်နှစ်လောက်တောင်ကြာနေဖြစ်ပေမဲ့ခုချိန်ထိတရုတ်မှာရှာမတွေ့သေးဘူးလို့ပြောလိုက်ပြီးဒါမဲ့ငါကြားတော့တရုတ်လောက်ကြာနေနိုင်သေးတယ်အဲ့ဒီရုပ်ကိုငါဝယ်ချင်ပါတယ်ဒီတော့ Go Guys အရုပ်ကိုတွေးမိတဲ့လူရှိလို့ရှိရင်ဂျေစုပြီးပြီးတော့ငါစီကိုဆက်သွယ်ပေးပါငါတကယ်ဒီရုပ်ကိုလိုချင်လို့ပါလို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့အိမ်ပြီးတော့ပြောရေးဆိုခွင့်ရှိသူမဲလာနီက မင်းညားကအိမ်ပြီးတော့မှစပိုင်းဆိုင်ရာချိုယွင်းပြီးတော့မိနစ်ပိုင်းလောက်မီးပြတ်သွားကြောင်းဒါမဲ့မကြခင်မှာပဲမီးပြန်ရတဲ့အတွက်ဘာပြက်တနာမှမရှိကြောင်းကိုပြောလိုက်ပါတယ်တရင်တော်တွေကသမရရဲ့သားကြီးဖြစ်သူကတစ်တော့မှညားကသူတို့ကိုမြေအောင်ဘန်ဂါရဲကိုခေါ်သွားတယ်ကြောင်းတင်ထားတယ်လို့ပြောလိုက်ပြီးဘာဖြစ်ဘူးဆိုရင်ဘာလို့ဘန်ဂါရဲတီခေါ်သွားဖို့လှုပ်တာလဲလို့မေးပါတယ်ပြီးတော့ဆက်ချိုယွင်းသွားတယ်ဆိုတော့ဘာဖြစ်တာလဲလို့မေးလိုက်တော့မယ်လာနီကဘာချိုယွင်းနေဆိုတော့တေချာမသိရတဲ့အတွက်ဆက်ပြီးတော့စစ်စင်းနေတော့မှာပဲလို့ပြန်ပြောလိုက်ပါတယ် နောက်တစ်ခါမှတော့သမရကောလင်းတို့မိသားစုကမနက်စာစားနေကြတာကိုမြင်ရပြီးတော့အဲ့ချိန်မှာဟင်နရီကတရေစာအုပ်တုပ်ကိုဖတ်နေပါလေပြီးတော့ဟင်နရီကသူ့အမေကိုဝီလန်ဟင်နရီဟာရီဆင်ဟာအိမ်ပြော်မှာတည်ဆုံးတဲ့ပထမဆုံးသမရတဲ့သူ့ဝိညာဉ်ထက်ခိုးမှာ၆လန်းနေလုံးပဲလို့စာအုပ်ထဲမှာပါတာကိုဖတ်ပြနေပါလေပြီးတော့ဒေါ်လီမက်ဒီဆင်ကလည်းຫນွေဥကာလာဆိုရင်နေစီချန်ထဲမှာ၆လန်းတက်တယ်လို့ပြောပါလေချာလော့ကဟင်နရီဒီစာအုပ်ကိုဘဲကားရလဲဆိုတော့ဟင်နရီကအောက်ထက်ကလက်ဆောင်ဆိုင်ကလေးလို့ပြောပါလေ ကြားလို့လဲဘာမှပြောတော့ပဲဟင်နရီကအိမ်ဖြူတော်ကတရေတွေအကြောင်းကိုစိတ်ဝင်စားနဲ့ဖတ်နေခဲ့တာပါအဲနောက်တော့ဟင်နရီကကြောင်းသွားဖို့မလုပ်ခင်မှာသူ့အဖေကိုအဖေဂျိုးဆက်ကဒီနေ့သားနဲ့ကြောင်းမလိုက်ချင်ဘူးတဲ့သူကအဖေနဲ့တူလိုက်ပြီးတော့ဘဲဥပုံရုံးခန်းထဲကိုကြည့်ကျင်လို့ဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့ချက်ကီးကိုထားခဲ့တဲ့တော့ကောလင်းလဲသူ့သားဂျင်းနဲ့အောင်လို့အယုတ်ကိုသူ့ရုံးခန်းထဲကိုခေါ်လာခဲ့ရပါတော့တယ်ဘဲဥပုံရုံးခန်းထဲမှာတော့တမရကိုသူ့ရဲ့ဒူးတမရစပန်ဆာရုတ်နဲ့မယ်လာနီတို့ကညမီးပြတဲ့ကိစ္စဟက်ခံရတာဖြစ်ကြောင်းကိုပြောပြီးတော့ ဘယ်သူဟက်တာလဲဆိုတာကတော့မသိရသေးဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ဒူးသမရကအိမ်ပြီးတော့လုံခြုံရေးကိုပြန်ပြီးတော့စစ်ဆေးရလိုက်မယ်လို့ပြောလိုက်ပါတယ်။ခဏနေတော့ဒူးသမရကချက်ကီးကိုသတိထားမိသွားပြီးတော့ဒီရုပ်ကဘာလဲလို့မေးလိုက်တော့ကော်လင်းကဟင်နရီရုပ်ပါအလုပ်ကိုယူသွားခိုင်းလို့ပြောလိုက်ပါတယ်။ပြီးတော့ကော်လင်းကချက်ကီးကိုဟေးမင်းနာမည်ကဘာလို့လဲလို့မေးလိုက်တော့ချက်ကီးကဟိုင်း I'm Joseph ငါမင်းနဲ့ဆုံးနေတငယ်ချင်းလုံးမှာပါလို့ပြန်ပြီးတော့ပြောလိုက်ပါတယ်။အဲနောက်တော့ကော်လင်းကမျိုးတော်ဝင်တယောက်နဲ့စကားပြောဖို့ချိန်ထားတဲ့အတွက်အခန်းထဲကထွက်သွားပြီးတော့ ဒူးသမနာနဲ့မယ်လာနီတို့လည်းထွက်သွားတဲ့အခါမှာတော့ဘဲဥပုံရုံးခန်းထဲမှာဂျက်ကီတကောင်ပဲကြံနေခဲ့ပါတော့တယ်။ဂျက်ကီအားလည်းလူတွေကုံပြင်းထွက်သွားတယ်မျက်လုံးကိုပုတ်ကပ်ပုတ်ခတ်လှုပ်ပြီးတော့အသက်ဝင်လာခဲ့ပါတော့တယ်။နောက်တစ်ခါမှာတော့အလှလေးလက်စီကတစ်တော့မှ live လွှင့်ပြီးတော့ကားပြနေပြီး view တွေများလာတဲ့အချိန်မှာတော့မနေ့ကခရစ်စမတ်မှာသူ့မိအသက်ခံလိုက်တဲ့အကြောင်းနဲ့သူညီမလေးကိုပြန်ပြီးဆွဲသွားတာခံခဲ့ရကြောင်းပြီးတော့ Caroline ပုံကိုပြပြီးတော့သူ့ကိုတွေးမိတဲ့လူရှိရင်ဘာသတင်းမဲ့ရရငါးစီကိုဆက်သွယ်ပေးပါလို့ပြောလိုက်ပါတယ်။ ပြီးတော့ကယ်ရိုလိုင်းလဲနင်ကြည့်နေလို့ရှိရင်ငါးနှင်းကိုချစ်တယ်နော်ငါးနှင်းကိုရှာပြီးတော့အိမ်ပြန်ခေါ်လာမယ်အရေးကြီးဆုံးကအဲ့ဒီရုပ်ကိုတေချာကိုသတိထားပါလို့မှားနေပါလေနောက်တစ်ခါမှတော့ဟင်နရီကကြောင်းစင်းလာပြီးဖြစ်ပြီးတော့သူ့ကိုတက်တီလို့ခေါ်တဲ့တတ်တော်ဆောင်ကလာပြီးတော့ဂျိုးနေပါလေဟင်နရီကတငယ်ချင်းမရှိတဲ့ကောင်လေးဖြစ်နေတော့တက်တီကသူ့ကိုတငယ်ချင်းရှာဖို့ပြောပေမယ့်ဟင်နရီကသားမန်တငယ်ချင်းနေနဲ့ဦးနဲ့ဂျိုးဆက်ရှိတာပဲလေလို့ပြန်ပြောလိုက်ပါလေပြီးတော့တက်တီကမင်းကိုမြင်ဦးရဲ့သားမဲခွန်းသတိရတယ်ကွာဒီကောင်လေးမင်းလိုပဲလိန်ပါတယ်နှလုံးသားကြီးစိတ်ထားလည်းကောင်းတယ်လို့ပြောလိုက်ပါလေ အဲ့ဒါနဲ့ဟင်နရီကဂျိုးစားလဲနှလုံးသားကြီးတာပဲဥရဲ့ညာဆိုရင်ကျွန်တော်သေးချာနားထောင်ရင်သူ့နှလုံးခုန်တန်ကိုကြားရတယ်လို့ပြောလိုက်ပါတယ်ဒက်တီလည်းဘာမှဆန်ပြောတော့ပဲဟင်နရီကိုအိမ်ပြန်သွားဖို့ပဲခေါ်ဖို့လုပ်ပါတော့တယ်တမမတော့တမရကော်လင်းတယောက်ဘဲဥပုံရုံးကန်နဲ့ပြန်အောင်လာတော့ချက်ကီးယာသူထားခဲ့တဲ့ခုံမမမရှိတော့တဲ့အတွက်အန်အောပြီးတော့လိုက်ရှာကြည့်လိုက်တော့သူ့ရဲ့တမရထိုင်ကုန်မှာဝင်ထိုင်နေတာကိုမြင်လိုက်ရပါတော့တယ်ကော်လင်းနဲ့ချက်ကီးရုပ်ကိုကောက်ယူလိုက်ပြီးတော့အပြင်မှာရှိနေတဲ့သူ့အတွင်းမှုစီကိုထွက်လာလိုက်ပါတယ် ။ဒါပေမဲ့အဲ့ချိန်မှာသူသတိမထားမိလိုက်တာကသူ့စပွဲပေါ်မှာတင်ထားတဲ့တစ်သားတစ်တာလေးတွေကဓာမြောင်တစ်ချောင်းကရှိမနေတော့တာပါ။ကော်လင်းကသူ့အတွင်းမှုကိုဟင်နရီရုံးကန်းကိုလာသေးလားလို့မေးလိုက်တော့အတွင်းမှုကမလာပါဘူးလို့ပြန်ဖြေပါတယ်။ကော်လင်းကဘသူအထဲဝင်သေးလဲလို့မေးလိုက်တော့ဒူးသမရာစပန်နဲ့မယ်လန်နီတို့တော့လက်ဆွဲတစ်တာကြံခဲ့လို့ပြန်လာယူသေးတယ်။ကျမနဲ့သမရကိုရံတော်ကုတို့လည်းခဏဝင်ခဲ့သေးတယ်လို့ပြောလိုက်တဲ့အတွက်ကော်လင်းကဘာမှဆက်မပြောဘဲထွက်လာလိုက်ပါတယ်။ဟင်နရီကတော့အင်ဘီရိုပြောင်းခံပြီးမ တာအိမ်ပြန်ညူးကြောက်တယ်လို့ပြောလာတဲ့အတွက်သူ့ကို Grand က Henry မင်းအဲ့လိုလုံးနေရတော်တော့ကွာအဖေနဲ့မိမင်းနောက်လန့်နေပြီလို့ပြောလိုက်တော့ Henry ကတက်ဒီကျွန်တော်ယုံတယ်မလားဟင်းလို့မေးလိုက်ပါတယ်တက်ဒီကတော့ကလေးညောင်ကိုဘာမှဝင်မပြောခဲ့ပါဘူးအိမ်ထဲကိုပြောင်းလာတဲ့ခါမှတော့ Henry ကသူ့အဖေနဲ့မိစကားပြောနေတဲ့စီကိုသွားပြီးတော့အဖေ Joseph ရောလို့မေးလိုက်ပါတယ်အဲ့တော့ Colin က "तू ကသားခန်းထဲမှာလေးလို့ပြောလိုက်ပြီးတော့ तू ဘဲပုံရုံးကန်ကိုအရန်ကြိုက်သဘောကျနေတယ်ထင်တယ်လို့ပြောလိုက်ပါတယ် Henry ကတော့အခန်းထဲပြန်မှလည်းကြောက်နေတဲ့အတွက် တက်ဒီတားခန့်ဥယင်သွားကြည့်ပေးပါလားလို့ပြောလိုက်ပါတယ်တက်ဒီလည်းဟင်နရီအခန်းထဲကိုရောက်လာတော့ခုံမမာထိုင်နေတဲ့ဂျက်ကီကိုစိတ်ဝင်တစားနဲ့အနားကပ်ပြီးတော့တေးချာသွားကြည့်နေခဲ့ပါတယ်အဲဒီမှာတင်ဂျက်ကီရဲ့အင်းကြီးရင်ပါထဲမှာဘဲဥပုံကျောင်းငယ်ထဲကနေသူယူလာခဲ့တဲ့ဓာမြောင်ကိုမြင်လိုက်ရပါတယ်တက်ဒီကဓာမြောင်ကိုစိတ်ဝင်စားပြီးတော့ကြည့်နေတော့မှဂျက်ကီကအသက်ဝင်လာခဲ့ပြီးတော့တက်ဒီစီကတနက်ကိုဆွဲလှူလိုက်ပြီးတက်ဒီရဲ့ခေါင်းကိုတစ်ချက်တည်းပြစ်တာပြစ်လိုက်ပါတော့တယ် တတိလဲသွေးလိမ့်လိမ့်နဲ့တခါတည်းတေဆုံးသွားပြီးတော့မျက်လုံးတစ်လုံးမှာကျွတ်ထွက်သွားတာကိုမြင်လိုက်ရတာပါဂျက်ကီကတနတ်ကိုတတိလက်ထဲကိုပြန်ထည့်ပေးလိုက်ပြီးတော့တတိတယောက်ကိုကိုအသက်တည်သွားတဲ့ပုံစံမျိုးကိုလှုပ်ထားလိုက်ပါတော့တယ်နောက်တစ်ခါမှတော့ဒေဗန်ကသူ့ရဲ့ပေါ့ကတ်အစီအစဉ်ကိုထုတ်လွှင့်နေတာမြင်ရပြီးမင်းတို့တွေငါ့ကိုဟက်ကန်ဆက်နဲ့အင်ဂန်နိတ်လော့ကြောင်းမှာဘာတွေဖြစ်ခဲ့တာလဲဆိုတော့မေးနေကြဂျူနီယာဝီလာလူတက်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေထဲမှာပုံတစ်ပုံပါတော့မင်းတို့သတိထားမိလားအေးအဲ့ဒါ good guys အယုတ်ပဲ ဲ့ဒီကိုကိုင်းစအယုတ်က1960ကာလကချားစီရေးဆိုတဲ့20ရာစုနောက်ပိုင်းအရက်ဆက်ဆုံးဂွင်းဆက်လူသားသမားနဲ့ဆက်ဆက်နေတော့မင်းတို့သိရင်သိကြဒီယုံနဲ့အဲ့လူသားမှုတွေကြားမှာဘလို့ဆက်ဆက်နေလဲငါပြောနေတာဟုတ်ပါမလားလို့မင်းတို့လည်းတွေးနေကြမှာပါမင်းတို့ငါပြောတိုင်းယုံမှာမဟုတ်ဘူးဆိုတာလည်းငါသိမင်းတို့အားလုံးကတတ်သိအခိုင်မှာပမာရှိလဲလို့မေးကြမှာပဲစိတ်ချငါတတ်သိကိုလိုက်ပြီးတော့ရှာနေဒီတော့မင်းတို့အားလုံးမျက်လုံးလင်းလင်းထားကြတရခမ်းနှစ်ပေလောက်ရက်ရှိတယ်ဇပင်းနီနီမျက်လုံးပြပြနဲ့လက်နက်ပါပြီးတော့အရန်ကိုအန်ရများတဲ့ကောင်းမဲလို့ပြောလိုက်ပါတယ် ။နောက်ခဲမှာတော့အင်ဂျီရောမှာတတိသေးဆုံးသွားတာကိုလူတွေတီသွားပြီဖြစ်တဲ့အတွက်တတိရဲ့အလောင်းကိုလာသေးယူပြီးတော့ကားပေါ်တင်နေတာကိုမြင်ကြရပါလိမ့်။မယ်လန်နီလည်းအေးပေါ်သတင်းသာရှင်းလင်းပွဲလုပ်လိုက်ရပြီးတော့သမရရဲ့လုံခြုံရေးအေဂျင့်တယောက်တန်တထဲကကြီထွက်သွားတဲ့အကြောင်းအဲ့ဒီချိန်ခန်းထဲမှာသူတယောက်တည်းရှိနေတာဖြစ်ကြောင်းကိုပြောလိုက်ပါလိမ့်။ပြီးတော့အေဂျင့်ကတတ်သေးတဲ့ပုံဖြစ်ဖို့များနေပြီးတော့ရဲတွေကဒီကိစ္စကိုအသေးစိတ်စစ်ဆေးနေရလို့ပြောလိုက်ပြီးတော့သမရာကြီးကလည်းဒီဖြစ်ဆိုးနဲ့ပတ်သက်ပြီးတော့အဖြစ်မှန်ကိုရိုးသားသားပွင့်လင်းလင်းဆက်ပြီးတော့ထုတ်ပြန်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ် အဲ့ဒီချိန်မှာဟင်နရီကတော့တက်ဒီသားကိုထားခဲ့ပြီလို့ပြောပြီးတော့ဝမ်းနေနေတဲ့အတွက်ကော်လင်းကတက်ဒီကသားအတွက်ဆိုဘာမှမဆိုလှုပ်ပေးမဲ့သူပါသားရဲ့သူနေမကောင်းဖြစ်နေအောင်အဖေတို့မသိခဲ့လို့လေသိရင်အဖေတို့သူ့ကိုကူညီမှာပေါ့လို့ပြောလိုက်ပါတယ်ဟင်နရီကအဲ့ဆိုတက်ဒီရောသားကိုပြန်လာချောင်းပါလားဂျိုးဆယ်ဘာမှလဲသူ့ကိုဘယ်တော့ပြန်ခေါ်လာလို့ရမှာလဲလို့မေးလိုက်တော့ကော်လင်းကအခုတော့ဂျိုးဆယ်ကိုယူလို့မရသေးဘူးသားရဲ့သူတို့စုံစမ်းစစ်ဆေးတာတွေလုပ်ရအောင်ပါပြီးရင်သားအယုတ်ကိုပြန်ယူပေးမယ်လို့ပြောလိုက်ပါတယ်ကော်လင်းနဲ့ချာလော့က သူတို့သားကိုသားတတိရှိရမယ်နော်လို့အားပေးလိုက်ကြပြီးအေဂျင့်တွေကတော့ဟင်နရီအခန်းကိုချိတ်ပိတ်ထားလိုက်ကြပါလိမ့်။အိုင်နောက်တော့ grand ကိုတော့သူရဲ့တတ်တော်ဆောင်ဟိတ်ကမင်းညီဒီနဲ့မင်းနဲ့လာအိတ်လိမ့်မယ်လို့ပြောလိုက်တော့ grand ကလည်းသဘောတူလိုက်ပါလိမ့်။ဒက်ဒီကဟင်နရီကိုတော်တော်လေးချစ်ခဲ့သူဟိတ်ကလည်း grand နဲ့တော်တော်ရင်းနှီးတဲ့ပုံပါပဲ။ဒါပေမဲ့ဟိတ်က grand မေးစေးတော့တောက်တော်သတိထားနေနော်။မင်းဖေးသိရင်မလွယ်ဘူးလို့သတိပေးလိုက်ပြီး grand ကလည်းအမေရိကန်သမိုင်းဝင်နေရာမှာကျွန်တော်စေးကြောက်ရှူနေအောင်အမေတို့သိရင်တော့ပြီးပြီပေါ့လို့ပြောနေခဲ့ပါလိမ့်။ တကယ်တော့အဲ့ချိန်မှာကော်လင်းနဲ့ချာလော့တို့ကလည်းသူတို့ခန်းထဲမှာစိတ်ပြေလက်ပြောင်းနေနဲ့ဈေးကြောက်ထိုင်တောက်နေတာဖြစ်ပါတယ်။ချာလော့ကကျမတက်တီးရဲ့မိန်းမနဲ့ကလေးအတွက်ပဲစဉ်းစားနေမိတယ်ရှင်။သူတို့ဘလောက်တောင်ခံစားနေရမလဲ။ပြီးတော့ဟင်နရီလည်းဘလောက်တောင်ခံစားရမလဲလို့သူ့ယောက်ျားကိုပြောနေခဲ့ပါတယ်။ပြီးတော့အဲ့ဒီအယုတ်ကောသူအယုတ်နဲ့အရန်တန်အောင်စဉ်ဖြစ်နေတာကောင်းမှာမလားလို့မေးလိုက်တော့ကော်လင်းကဟင်နရီကသူ့ညီကိုဆုံးရှုံးထားတာတက်တီးကိုလည်းဆုံးရှုံးထားတယ်။ဒီတော့အယုတ်တယောက်ကသူ့ကိုစိတ်သက်သာစေတယ်ဆိုလို့ရှင်ငါတို့ဘလို့လောက်တားရပါမလဲလို့ပြောလိုက်ပါတယ်။ တဲကတော့ကော်လင်းနဲ့ဂျာလော့ရီရဲ့သားငယ်ဆုံးဟင်နရီရဲ့ညီဖြစ်တဲ့ဂျိုးဆက်ကမကြာသေးခင်မှာဆုံးပါသွားခဲ့တာပါဂျက်ကီကဆုံးသွားတဲ့သူ့ညီအစ်ကိုတရိယာနေတဲ့ဟင်နရီစီကိုဂျိုးဆက်ဆိုတဲ့နာမည်ကိုသုံးပြီးတော့ဝင်လာခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ခါမှတော့ဂျိန်းနဲ့ဒေဗန်တို့ကအဲ့အပေါ်မှာတယောက်မျက်နှာတယောက်ကြည့်ပြီးတော့အမ်ပေးနေကြတော့မြင်ရပြီးတော့သူတို့ချစ်ချင်သူတစ်တီတူနေဒုံးပါပဲအေးကောင်းဒိန်းအောင်ဖြက်ဆိုသူတို့ပဲဖုန်းထဲကိုနိုတီတစ်ခုတက်လာအတွက်ဂျိတ်ကဖုန်းကိုယူပြီးတော့ကြည့်လိုက်ပါတယ်ပြီးတော့ဂျိတ်ကချက်ချင်းပဲဒေဗန်ကိုမင်းဖုန်းကိုကြည့်လိုက်အောင်လို့ပြောလိုက်ပါတယ် အဲဒီချိန်မှာပဲလက်စီလဲဖုန်းကင်ပြီးတော့တို့အခန်းထဲဝင်လာပြီးတော့အဲ့ဒါဂျက်ကီထင်တယ်လို့ပြောလိုက်ပါတော့တယ်ဂျေးစီကိုဝင်လာတဲ့မက်ဆေ့ကတော့မင်းတို့ good guys အယုတ်ကိုရှာနေတုံးလားမင်းတို့ရှာတွေးနိုင်မယ့်နေရာငါသိတယ်အရန်ကိုအသက်ဝင်နေတယ်ထင်ရတယ်လို့ပြောထားတာပါလက်စီကိုပို့ပေးတာကတော့နေညမောင်ရှာနေရလားငါအကူညီနိုင်မယ်လို့ထင်တယ်လို့ပြောထားဖြစ်ပြီးဒေဗန်ကတော့ဒီပဲဒေဗန်လို့ဆဲထားတာပါအဲဒီချိန်မှာပဲဂျေးစီကိုဖုန်းဝင်လာတဲ့အတွက်ကန်လိုက်မှာတော့တစ်ဖက်ကနေတို့တသက်မမေ့နိုင်နဲ့ ဆိုပြီးတော့ဂျက်ကီးရဲ့ရည်တန်ကြီးကထွက်ပေါ်လာခဲ့ပါတော့တယ်ဂျက်ကီးကဂျေးမင်းတန်လေးကဖုန်းထဲမှာနားထောင်လို့ကောင်းသားပဲကွာလို့ပြောလိုက်ပြီးတော့ကောင်မတွေငါ့ကိုလွမ်းနေကြလားလို့မေးလိုက်ပါတော့တယ်ဂျေးကလည်းအေးငါ့ကိုလွမ်းနေတာမင်းဘာမှလည်းပြောလိုက်ငါတို့ခုချက်ချင်းကိုလာခဲ့မယ်လို့ပြောလိုက်တော့ဂျက်ကီးကမင်းတို့ငါ့အကြောင်းသိသားပဲကွာငါအတူတူပုံတိုင်းကစားတဲ့ကောင်လေပြီးတော့ငါ့အိမ်သစ်ကအရန်ကိုတင်းကျပ်တယ်ကွာဘယ်သူမှဝင်လို့မရဘူးလို့ပြောလိုက်ပါတယ် အဲ့ဒါနဲ့ဂျိတ်ကချက်ကီမင်းကစားခြင်းနဲ့ဆိုရင်ကစားကြရအောင်လေအေးဒါမဲ့တဲလုံစာလေးတော့ပေးလိုက်လို့ပြောလိုက်တော့ချက်ကီကငါပေးပြီးပြီလေကွာလို့ပြောပြီးတော့ဖုန်းချသွားခဲ့ပါတော့တယ်နောက်တရက်မှာတော့ဂျိတ်တို့၃ယောက်ရဲ့တရားဝင်အုပ်ထိန်းသူဖြစ်နေဖြစ်တဲ့ Mrs. Fairchild ကသူတို့တော့ကိုစောင်းမွဲဖြေဖို့အတွက်မိကွန်းစာရွက်တွေပေးပြီးတော့စောင်းမွဲဖြေခိုင်းနေပါလေမကြခင်မှာဂျိတ်တို့ကကြောင်းပြန်တက်ကြတော့မှာပါဒါမဲ့ချက်ကီဒုက္ခပေးနေရအောင်စာနောက်ကြတဲ့အတွက်သူတို့ကို Mrs. Fairchild ကစာလိုက်နိုင်အောင်လို့လှုပ်ပေးနေတာပါ ဖဲဆိုင်ထွက်သွားတော့ဒေဗန်ဂျက်ကီပြန်လာတာငါတို့သူ့ကိုပြောတင်လာလို့မေးတော့ဂျိတ်ကမပြောနဲ့ကွာရမ်းအန်နေများတယ်သူငါတို့အစွမ်းကုန်ကာကွယ်ပေးခဲ့တာလေငေါလည်းအနည်းဆုံးတော့သူ့ကိုကာကွယ်ဖို့ကြိုးစားရမှာပေါ့လို့ပြောလိုက်ပါလေတပတ်မှာတော့တက်တီးရဲ့ဇာပနာကိုပြုလုပ်နေတာမြင်ကြပြီအဲ့ဒီဇာပနာကိုဟင်နရီကဂျက်ကီကိုပါအတူတူခေါ်လာတာကိုလည်းတွေးလိုက်ရပါလေအဲ့ဒီမှာ grand chance ဆွဲသတင်းတောက်အမျိုးသမီးတယောက်ကတော့ပုဂ္ဂလိကစုံတော့တယောက်နဲ့တွေ့ပြီးတော့တက်တီးရဲ့ဗန်စင်းချက်လက်တွေကိုစုံစမ်းခိုင်းတာပါလေ သူကတတိသိဆုံးမွေးနောက်ကွယ်မှာဘာရီရှိနေမလဲဆိုတာလိုက်လံစုံစမ်းနေတာပါဗန်စင်းတွေကိုစစ်ကြည့်လိုက်တော့တတိကလက်စားတာတို့ဘာလို့ဘာကိစ္စမှမရှိတဲ့လူကောင်းတယောက်ဆိုတာကိုသိလိုက်ရပြီဒါမဲ့သူမသေးခင်ရပိုင်းလေးမှာပဲအလက်စကာကိုသူ့မိသားစုနဲ့အတူသွားဖို့ပတ်စံကြိုပြီးတော့ငွေချေထားလို့သိလိုက်ရပါတယ်အဲဒီမှာဂရက်ချန်လည်းဒီလောက်ဈေးကြီးတဲ့ခီးကိုထွက်ဖို့ပြင်ဆင်ပြီးမှတက်သေးစရာလားလို့စဉ်းစားကန်ထုံနေပါတော့တယ်ဂျိတ်တို့စီမှာတော့မစ္စဖဲချိုင်းကဂျိတ်တို့ရဲ့အဖြေလွားတွေကိုအမှတ်ချက်ပေးနေပြီး ဟိုသုံးကောင်တော့ချက်ကီအကြောင်းဘာထပ်သိရပြီလဲလို့အချင်းချင်းတိုးတိုးတိုးနဲ့တိုင်မနေကြတာပါလက်စီကချက်ကီသာဖုန်းမဆိုင်ငါတို့သူရှိနေအောင်သိမှာတော့မဟုတ်ဘူးငါတို့တနည်းလောက်ရှာတာတော့မတွေ့တာလေးလို့ပြောလိုက်တော့ဒေဗန်ကဟုတ်တယ်ငါတို့မှာတဲလွန်စားဖုန်းခေါ်တာတခုပဲရှိတာဒါမဲ့အဲ့နံပါတ်တွေကိုသတိထားမိလားအကုန်လုံးတုံရတယ်ပဲဒီလိုနံပါတ်ဖြောင်းနိုင်အောင်လုပ်နိုင်တာပင်ဒဂွန်နဲ့ CIA ပဲရှိတယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်မှာမေးစစ်ဖဲချိုင်းကသူတို့ရဲ့အဖြေလွှာတွေကိုလာပြပြီးတော့မားလာရင်အများကြီးပဲဒါမဲ့မပူပါနဲ့ အကုန်လုံးစာပြန်လိုက်မြောင်လို့လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။မစ္စဖဲချိုင်းထွက်သွားတဲ့ချိန်မှာပဲလက်စီကတီဗီကိုလှမ်းကြည့်လိုက်တော့တမရကိုရန်တော်တက်ဒီရဲ့ဇာပနာအခမ်းအနားတင်လာနေတာကိုမြင်လိုက်ရပြီးဇာပနာကိုလာတဲ့ဟင်နရီရဲ့လက်ထဲမှာချက်ကီကိုလည်းမြင်လိုက်ရပါတော့တယ်။ဂျိတ်တို့လည်းအံ့ဩမဆုံးဖြစ်နေကြပြီးတော့ချက်ကီကအိမ်ဖြူတော်မာလာဟာသူအဲ့ဒီကိုဘလို့တောင်ရောက်သွားလဲလို့မေးပြီးတော့စိတ်ညစ်နေပါတော့တယ်။လက်စီကတော့ငါတို့ဒီစီကိုသွားကြမယ်ချက်ကီကိုရှာမယ်လို့ပြောတော့ဒေဗန်ကငါတို့ဘလို့သွားမလဲအဲ့ဒါရိုးရိုးလေးမဟုတ်ဘူးအိမ်ဖြူတော်လေးလို့ပြန်ပြောလိုက်ပါတယ်။ လက်စီကတော့အဲ့ချက်ကြီးစောက် fucking လာကဘာကိုရောက်နေလဲငါစောက်ခွင့်မဆိုင်ဘူးသူငါညမနေအောင်တိတယ်လို့ပြောလိုက်တော့ဂျိတ်လည်းသဘောတူလိုက်ပြီးငါတို့အင်ဖြူတော်ရောက်အောင်ဝင်ပြီးတော့ဒီကတော့ချက်ကြီးကိုအပိသက်ကြရအောင်ကွာလို့ပြောလိုက်ရင်းနေပဲအပိုင်းတစ်ကဒီနေရာမှာပြီးဆုံးသွားပါခင်ဗျာ ဟုတ်ကဲ့ပါဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ Jackie Season 3ရဲ့အပိုင်းတစ်ပါး Jackie ဘလောက်ကြမ်းလဲတွေ့ရနော်တမရအိမ်တော်ထဲတော့ဝင်ပြီးတော့ကျုံးနေပါပြီအဲ့တော့နောက်ဆက်တွဲအနေနဲ့ကလက်စီတို့ကလည်းသူ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်ထားပြီဆိုတော့ဘလိုတွေထိတ်ထိုက်ရင်ဆိုင်တွေ့ပြီးတော့နောက်ပိုင်းတွေမှာဘာတွေဆက်ဖြစ်လာအောင်လဲဆိုတာကိုတော့များမကြာမရက်တွေမှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာအစားဆုံးလိုက်ပါကြည့်စုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးရော Jackie ချစ်သူများအားလုံးပါတယောက်ချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မူပါ